အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခါပါဒီလာမယ့်၄လပိုင်းတွင်သတ္တကန်နမိတ်ကြောင့်ကြည့်ပြမှာဖြစ်ပါတယ်ဒီနေ့မှာတော့သတင်းကလေးတိုင်းပြီးတွက်ပါပြီးရင်ကြောင့်ရေဒီယာလေးနဲ့ပြီးမယ်ဒီရေဒီယာလောက်ထားမယ်ဆိုရင်အချီရေအိမ်အောင်ရေစီးပွိုင်းငွေကြေးအလောက်ခိုင်ပညာရေးကစုံစစရာအစဉ်ပြေသွားမှာဖြစ်ပါတယ်စာရာစစ်ပေးတဲ့နေရာမှာလည်းစုံနေအောင်စစ်ပေးမယ်အချီရေအိမ်အောင်ရေကျမ်းမာရေငွေကြေးအလောက်ခိုင်ပညာရေးကစုံစုံနေအောင်ကြည့်ပြမှာဖြစ်ပါတယ်တခုတတိပေးချင်တာကဘီရဲ့နောက်မှာရေဒီယာလေးပြီးမယ် ီရေရအကိုဖြစ်အောင်လုပ်ပေးပါတီရေရအောင်လှက်လှက်ချင်အားဖြင့်တနင်္ဂနွေသားရီတွေကံကောင်းခြင်းတွေကိုစီကိုကြောက်လာမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့တူခွဇန်ကိုလက်ကြည့်ကြမယ်ခင်ဗျာ။ဒီလေးလပိုင်းမှာတနင်္ဂနွေသားရီတွေတတိထားရမယ့်ခြေလေးတွေရှိတယ်။ဒီတကြံမကြောက်ခင်တိတော်တော်လေးယူဆရမှာဖြစ်ပါတယ်။ဒီတကြံကြော်သွားပြီးနောက်ပိုင်းမှာတော့ဒီလေးလပိုင်းမှာသာရတနင်္ဂနွေသားရီတွေအဆင်ပြေလာမှာဖြစ်ပါတယ်။ကံကောင်းနေလားစိုးနေလားမေးရင်ကောင်းအားက60လောက်ရှိတယ်စိုးအားက40လောက်ရှိပါတယ်။ ဘာတွေကကောင်းနေတာလဲဘာတွေကဆွနေတာလဲအသေးစိတ်လေးကျွန်တော်ဖတ်ကြားပေးမှာဖြစ်ပါတယ်။ငွေရေးကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်တော့ကောင်းပါလေခင်ဗျာကိုရစားရှိတဲ့ငွေတွေပေးစရာရှိတဲ့ငွေတွေမျော်လင့်နေတဲ့ငွေတွေကကိုယ့်စီကိုရောက်လာတတ်ပါတယ်။ကြောက်ခဲရေပေါ်တတ်တဲ့ကာလတခုဖြစ်ပါတယ်။လုံးဝမရအောင်ထိတဲ့ငွေတွေကပြန်လဲရရှိတတ်ပါတယ်။ဒါကြောင့်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်ငွေတချို့ကိုယ့်စီကိုဝင်လာတတ်ပါတယ်။ငွေကြေးကံကောင်းတယ်လို့ဆိုရပါမယ်။ အထူးပြုဆိုင်ရောက်မှာကမိတ်ဆွေကန်နဲ့ပတ်သက်တာတငယ်ချင်းနဲ့ပတ်သက်တာသူပြုဆိုင်ပါလူယုံလုံးဝမထားသေးပါဘူးကိုအရန်ချီရတဲ့တငယ်ချင်းတွေအရန်ခင်ရတဲ့မိတ်ဆွေတွေကဒီလိုလမျိုးမှာကိုတစ္ဆာဖောက်တတ်ပါတယ်ကိုရဲ့အကြောင်းကိုလည်းသူတို့ကိုရင်ဖွေတာတွေလုံးဝမလုပ်သေးပါဘူးကိုအစီမပြုံးနေပြတယ်ကုညင်ဟန်ဆောင်ပေးမယ်အနောက်ဘက်မှာမကောင်းကြံတတ်ပါတယ်တစ္ဆာဖောက်တတ်ပါတယ်ဒါကြောင့်တငယ်ချင်းမိတ်ဆွေတွေကိုအထူးပြုဆိုင်ပေါင်းတင်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာ မိသားစုရင်းနဲ့ပတ်သက်မယ်ဆိုရင်တော့ကံကောင်းနေတဲ့ကာလတစ်ခုဖြစ်ပါတယ်ကိုယ့်ရဲ့မိသားစုဝင်တဲ့မှာအဆက်တွေမရတဲ့သူတွေအဆက်တွေပြည့်နေသူတွေပြန်လည်ရရှိတတ်ပါတယ်တခုယူဆရမှာကကိုယ့်ရဲ့မိသားစုဝင်တယောက်တယောက်ပေါ့နော်ဒီလိုလမျိုးမှာခြေထောက်အနာတရားတွေဖြစ်တတ်ပါတယ်ကြောင့်ခြေထောက်နဲ့ပတ်သက်တာလေအထူးယူဆဖို့ရည်ကြီးပါတယ်ခင်ဗျာဒီလိုလမျိုးမှာခြံဝဲတာတွေခြံရောင်းတာတွေလုံးဝမလုပ်တည်ပါဘူးအမားရွေးနေဖြစ်ပြီးတော့ကို့မှာလာပြီးတော့အခက်တွေးတတ်ပါတယ်ဒါကြောင့် ခြံမြေနဲ့ပတ်သက်တာအိမ်နဲ့ပတ်သက်တာတွေလုံးဝလုံးဝမလုပ်သေးပါဘူးလူငယ်တွေအရန်တည်ကျင်တဲ့အခြေအနေပတ်သက်တာအရန်ကံကောင်းနေတဲ့ကာလတခုဖြစ်ပါတယ်အခြေရဲ့အစင်မပြေတဲ့သူတွေအခြေကြောင့်တောကများနေတဲ့သူတွေအခြေကြောင့်အမြဲတမ်းလိုစိတ်နှိမ့်များတဲ့သူတွေဒီလိုလမျိုးမှာအစဉ်ပြေသွားတတ်ပါတယ်အခြေရဲ့အစင်မပြေတဲ့သူတွေမြန်မြန်ဆန်ဆန်အစဉ်ပြေကျင်နေဆိုရင်တော့ဘီယိုရဲ့နောက်မှာကြော်ရည်ရောင်လေးပြီးတယ်ဒီရည်ရောင်လှုပ်လိုက်ခြင်းအားဖြင့်အခြေတွေစင်ပြေလာမှာဖြစ်ပါတယ် တနင်္ဂနွေတာမီနဲ့ပတ်သက်တဲ့နော်တာမီကန်တာမီကန်နဲ့ပတ်သက်မယ်ဆိုရင်တာမီအကျိုးပေးတဲ့ကာလကုဖြစ်ပါတယ်တာမီနဲ့ပတ်သက်ပြီးတော့စိတ်ညစ်စရာလေးတွေကအနေချင်းရှိပါတယ်ရုပ်ကြာလေးနဲ့ပတ်သက်မယ်ဆိုရင်ဒီဆိုင်ပါကိုမွေးထားတဲ့အတိုင်းထဲမှာရုပ်ကြာလေးရှိတယ်ဆိုရင်သူ့အတွက်ကြောင့်မြဲတဲ့လို့ပူပန်နေရတာတွေစိတ်ညစ်ရတယ်ရောတစ်ခါလေးကြုံလို့ရတတ်ပါတယ်တမီမိန်းကလေးကံကတော့အရန်ကောင်းပါတယ်တမီမိန်းကလေးရဲ့အကျိုးကိုခံစားရမယ်လာတလာဖြစ်ပါတယ် အရန်ကောင်းနေတာတခုကကို့မှာလူမုံမများပါဘူးလူချစ်လူခင်များတဲ့လတလာဖြစ်ပါတယ်ကို့မခေါ်မပြောတဲ့သူတွေတောင်မှပြန်လဲခေါ်ပြောတာတွေဂျုံတို့ရတတ်ပါတယ်အထူးသတိထားရမှာကလူချစ်လူခင်များလေလေကို့မနာလို့တဲ့သူတွေကမုံလေလေဖြစ်တယ်ဒါကြောင့်ကို့ချစ်ခင်တဲ့သူရတယ်များလာလေလေမုံတဲ့သူကလည်းပေါ်လာတတ်ပါတယ်ဒီတစ်ချက်လေးကိုအထူးပြုဆိုင်ပါခင်ဗျာကဲစိတ်မကောင်းစွာဖြစ်တခုပြောရမှာကအိမ်အောင်ရေးနဲ့ပတ်သက်တာ ဒီလေးလပိုင်းတကြံမကြော်မချင်းမှာအထူးကျဆိုင်မှာကိုယ့်ရဲ့အိမ်အောင်ရည်တွေပြိပခလေးတွေထောက်ဆောက်ဖြစ်နေတတ်ပါတယ်ဒီတကြံကြော်ပြီးနောက်ပိုင်းမှာတော့တင်းငွေသားမိရဲ့ကံကအပြောင်းလဲတွေဖြစ်ပြီးတော့ပြန်လဲကောင်းမွန်လာမှာဖြစ်ပါတယ်ဒါကြောင့်ဒီတကြံမကြော်ချင်းမှာတနည်းကတော့တာမီးပြုဆိုင်ရမှာကအပြောဆိုတွေအထူးပြုဆိုင်ပါကိုယ့်ရဲ့အိမ်အောင်ဘက်ပေါ်မှာကိုကကောင်းကောင်းမွန်မွန်ပြောတယ်။ तू ကလက်မခံမနဲ့ကိုယ်စိတ်ဆိုးပြီးတော့အဆင်မပြေဖြစ်တတ်ပါတယ်။အိမ်အောင်ရင်းနဲ့ပတ်သက်မယ်ဆိုရင် ဒီလေးလပိုင်းထဲမှာတကြံမကျော်ခင်ထိတော့အထူးပြုဆိုင်ပါခင်ဗျာတကြံကျော်ပြီးနောက်ပိုင်းเนาะအိမ်တော်ကြီးတွေအဆင်ပြေမှာဖြစ်ပါတယ်ကျွန်တော်ပေးမယ့်ရည်ရောင်လိုက်လက်လက်ချင်းအားဖြင့်လည်းအိမ်တော်ကြီးကံတွေကောင်းမွန်လာမှာဖြစ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်เนาะ view size စီကျင်ပါတ ကျမရေကံကနည်းနည်းလေးညက်နေတဲ့ကာလတခုဖြစ်ပါတယ်အထူးကျူးစရမှာကအသွားတတိအလားတတိအခီးဝေးသွားတာတွေလုံးဝမလုပ်သေးပါဘူးအသွားလာမှပြီးတော့ခုမှအခက်ခဲတွေတွေ့တတ်ပါတယ်ကျွန်တော်ဆိုလိုချင်တာကလမ်းခီးတွေလက်ရဝေးတွေလုံးဝလုံးဝမသွားသင့်ပါဘူးအဲ့လိုသွားရင်ကိုယ့်ရဲ့ကျမရေရုပ်တရက်ညံ့သွားတတ်ပါတယ်ဒါကြောင့်ကျမရေနဲ့ပတ်သက်မယ်ဆိုရင်အထူးကျူးစိုက်ပါရုပ်တရက်လေးညံ့သွားတတ်ပါတယ်အညံ့လေးတွေကိုယ်စီကိုရောက်လာမှာပေါ့နော်ဒါကြောင့် ကျမရဲ့ပတ်သက်မယ်ဆိုရင်အထူးရေးဆိုင်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာပညာရေးနဲ့ပတ်သက်မယ်ဆိုရင်အရန်ကန်ကောင်းပါတယ်ခင်ဗျာဒီလေးလပိုင်းမှာစောင်းပွဲဖြေမဲ့သူတွေအလုပ်အင်တာဗျူးမဲ့သူတွေအရန်ကောင်းပါတယ်ခင်ဗျာအရန်ကြုတ်ပြနေတဲ့လာတလာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ပေးမဲ့ရည်ရည်လှုပ်ပြီးတော့အလုပ်အင်တာဗျူးတာပဲဖြစ်ဖြစ်စောင်းပွဲဖြေမှာပဲဖြစ်ဖြစ်ပေါ့နော်လှုပ်ပြီးတော့သွားမယ်ဆိုရင်ကိုယ့်ရဲ့နော်ရည်မှန်းထားတဲ့စောင်းပွဲတွေအလုပ်အင်တာဗျူးတွေအောင်မြင်မှာဖြစ်ပါတယ် ဒါရောက်ဒီရေတရားဖြစ်အောင်လုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်ခင်ဗျာအရန်ကောင်းနေတာကအလုပ်နဲ့ပတ်သက်တာအလုပ်တွေစတင်ခြင်းနဲ့တူတူအလုပ်တွေတိုးချဲ့ခြင်းနဲ့တူတူအလုပ်တွေကိုလှုပ်မယ်လို့စိတ်ကူးထားတယ်ဒါပေမဲ့မလှုပ်ဖြစ်ဘူးကိုကကြောက်လန့်နေတဲ့တူတူရှိတယ်ဆိုရင်ဒီလထဲမှာရေရေတရားလုပ်လိုက်ပါကိုယ့်ရဲ့အလောက်ကန်စီးပွားရေးတွေကအဆင်ပြေမယ်လာလာဖြစ်ပါတယ်တခုတတိထာရမှာကအလောက်ကန်နေအခုလမ်းနေအဆင်ပြေတယ်ဆိုပေမဲ့အပိတ်ပင်အသားစီအဟန့်သားတွေဖြစ်တဲ့သူတွေရှိနေတတ်ပါတယ်ဘသူမှဂရုမစိုက်ပါနဲ့ ိုလှုပ်ရှားစီတာရေတင်လှုပ်ပါလို့ကျွန်တော်ကကြံပြုချင်ပါတယ်။အလောက်ကန်စားပွေနေတဲ့သူတွေကလည်းဒီလေးလပိုင်းမှာအရတကူရရှိသွားတတ်ပါလေ။ကျွန်တော်ပေးမယ့်ရည်ရည်အောင်ဖြစ်အောင်လှုပ်ပါ။ဒီကြားမှာအလောက်ကန်တွေကောင်းမှမှာဖြစ်ပါတယ်။အရန်ကောင်းနေတာကကန်နဲ့ပတ်သက်တာကန်နဲ့ပတ်သက်လို့လည်းအရန်ကြိုးပေးပါရခင်ဗျာ။ခီလေးတွေစမ်းထိုးကြည့်မယ်ဆိုရင်တစ်ပါတဲ့နံပါတ်တွေ၊တုံညပါတဲ့နံပါတ်တွေရွေးချယ်ပြီးတော့ထိုးပါ။တေချာပေါက်တီပေါက်ကန်ရှိရင်ပေါက်တော့မှဖြစ်ပါတယ်။ဒီလီလာပိုင်းမှာအရေးကြီးတဲ့ကိစ္စတွေလှုပ်ဆောင်လို့မဲ့ဆိုရင် လိမ္မော်ရောင်နဲ့အဝါရောင်ဝတ်စင်မှာလိမ္မော်ရောင်နဲ့အဝါရောင်ဆောင်းွားခြင်းအပြင်ကိုယ့်ရဲ့အခက်အခဲအကျက်တွေတွေကိုယ့်ရဲ့လုပ်ငန်းတွေအောင်မြင်မှာဖြစ်ပါတယ်မိမိဉာဏ်ရှိလို့အသုံးပြုပါခင်ဗျာဒီလေးလပိုင်းမှာကောင်းနေတာကဘယ်လိုအခက်အခဲအကျက်တွေပဲကြုံတွေ့ကြုံတွေ့အရာအားလုံးအဆင်ပြေသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီလေးလပိုင်းမှာရေတရားလေးကျွန်တော်တို့အတူတူလက်လုပ်ကြမယ်ခင်ဗျာလောက်ရမယ့်ရေတရားကအရန်လွယ်ကူပါတယ်ကိုနေရောက်တဲ့ခါကျရင်အိမ်ကဖျားမှာ ကျွန်တော်တို့ရေတက်ပဲလှူဒန်းပေးရမှာဖြစ်ပါတယ်ရေတက်ပဲတယ်ဆိုတော့ချို့အာကျွန်တော်လူမျိုးချားတွေပေါ့နော်မတိကြအောင်ကျွန်တော်တိုင်းရင်းသားလူမျိုးချားတွေကမတိကြပါဘူးเนาะရေတက်ပဲတယ်ဆိုတာကကျွန်တော်ဖျားမှာဟိုရေလေးကိုခွက်ထဲမှာထည့်ပြီးဥကောင်းကိုဆက်ပေးတာပေါ့နော်အကိုကနိုင်ငံသားမှာဆိုရင်တော့ဒါကိုရဲ့အိမ်ကဖျားရုပ်ွားတော့ပဲကိုရဲ့တက်စီတလောက်လေးရေတက်ပဲပါ ကိုကမြန်မာနိုင်ငံမှာဆိုရင်တော့ဒါတကူကြည့်တဲ့ဖရားကိုသွားပြီးတော့နောက်ကိုယ့်ရဲ့နှစ်နံထောက်မှာရေတက်ပဲလှူဒန်းပေးပါပြီးတော့အဲ့ဒီနေ့မှာပဲဒါတစ်ပြီး6မျိုးကတ်လှူပေးပါခင်ဗျာဒီရေတရားကိုလှောက်လိုက်ခြင်းအပြင်မိတ်ဆွေတို့ရဲ့အခက်ခဲတွေအကြက်တွေတွေဖြေပြောင်းသွားမှာဖြစ်ပါတယ်အထူးအရေးကြီးတာကမိတ်ဆွေတို့ဒီရေတက်ပဲမယ်ပြီးရင်တစ်ပြီး6မျိုးကတ်လှူပြီးတာနဲ့မိတ်ဆွေတို့30ပုံကျင်းလဲကြကုန်တော့ဘရဝါပေါင်းတို့ကိုမြေတာပို့လို့ပါ ဒီနေ့ပြုခဲ့တော့ကုလစုအားဒါတင်းတော့ဝယ်အမျှပေးဝေပါဤဆိုအမျှအမျှအမျှဆိုပြီးတော့ဒါအမျှပို့လို့ပါပြီးွားရင်ငှားရအခက်ခဲအကျက်တဲ့တွေလည်းတင်းတို့ကုညီပါဆောက်ရှောက်ပါဆိုပြီးကိုယ့်ရဲ့အခက်ခဲကိုလည်းတင်ပြလိုက်ပါကိုယ့်ရဲ့အမျှတွေရရှိနေတဲ့ပို့ကူတို့ကလည်းကိုယ့်ရဲ့အခက်ခဲတွေကိုကုညီဆောက်ရှောက်မှဖြစ်ပါတယ်ဒီရေတရားကိုမိတ်ဆွေတို့နားလည်သဘောပေါက်မယ်လို့ကျွန်တော်ထင်ပါတယ်လောက်ရောက်တဲ့အချိန်ကမိတ်ဆွေတို့ရဲ့ဒီဒီလတွေမှာပေါ့နော်တင်းငွေနေမှာလောက်ပါအာယုံဆုံးကတ်လူပေးပါတတိ6မျိုး ဘာတိတိလေးမမေးနဲ့မိမိတို့အဆင်ပြေရမိမိတို့တက်နိုင်တဲ့တိတိချမျိုးကိုကတ်လူပါပြီးရင်ရေတက်ပဲလှူတန်းပါပြီးရင်အမျှပေးဝေးပါပြီးတော့ရင်နော်ကိုယ့်ရဲ့အခက်ခဲတွေကိုစုတောင်းပါခင်ဗျာကဲဒီရေတရားလွတ်လပ်ပြီးတော့မိတ်ဆွေတို့အခက်ခဲအကျက်တွေအားလုံးကိုပြေပြောက်ပါစေခင်ဗျာကျုံမိတ်ဆွေတွေနှစ်အစ်တကနေနှစ်ဆုံးကောင်းတော့နမိတ်ကောင်းတော့တိတ်ကောင်းတော့ငွေကြီးနဲ့ပြည့်စုံပြီးပြောဆိုရင်တော့မိသားစုဝတွေ ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာကျွန်တော်အကူအညီလေးတစ်ခုတောင်းချင်ပါတယ်ဗီဒီယိုအဆုံးမသက်ခင်မှာဒီဗီဒီယိုမြင်လာနဲ့ share ချင်းဝေမျှခြေပြုကုတူယူလိုက်ပါခင်ဗျာကျွန်တော်လိုမျိုးပဲဒီခုတကဗီဒီယိုလှုပ်ပြီးတော့ဒါတင်မင်းနေဆရာမလိုပဲနဲ့မိတ်ဆွေတို့ကဗီဒီယို share လိုက်ခြင်းအပြင်ကုတူတန်းရမှာဖြစ်ပါတယ်ကျွန်တော်လည်းထပ်တူရမှာဖြစ်ပါတယ်ဒါကြောင့်ကိုလိုမျိုးပဲတင်းငွေတောင်းမိတွေမြင်တွေ့အောင်အခက်အခဲအကျက်တွေပြေပြောင်းရအောင်ဖြစ်မိတ်ဆွေတို့ share လိုက်ခြင်းအပြင်ကုတူရမှာပါဒါကြောင့် share ပါလို့ကျွန်တော်တိုက်တွန်းခြင်းပါတယ်ခင်ဗျာ follower နှိပ်ဖို့လည်းလုံးဝမမေ့ပါနဲ့ခင်ဗျာ follower တစ်ချက်လောက်နှိပ်ပြီးပါ